ဒီလိုမျိုးပြင်းထန်နေတဲ့ဒူရင်းချီးစ်ပီဇာတွေရဲ့ဝတ်သားထုတ်ထိုးနဲ့မာလာဟင်းကောင်းကောင်းလေးစားချင်တဲ့သူတွေအတွက်ဆိုင်းလေးတစ်ဆိုင်ကိုခေါ်သွားပေးပါမယ်။ဒီဆိုင်လေးကတော့ကဘာကြီးဖျားလန်ဗဟန်းမျိုးနဲ့ရွှေကုန်းတိုင်းတရားအောင်နာမှာရှိတဲ့ကဖေးဘာအန်လောင်းဆိုတဲ့ဆိုင်လေးပါ။ဒီဆိုင်လေးကဖွင့်တာအသိမကြသေးဘူးပေါ့နော်။ပေါ်ဆုံးထပ်မံကြတော့ဘာဗိုက်လေးနဲ့ဒီလိုဘီလီယက်ခုံလေးကြီးလည်းပါတယ်။ဒုတိယတက်ကတော့ coffee sign vibe လေးပေါ့နော်ဒီလိုမျိုးမိုးအေးအေးနဲ့ဆိုလို့ရှိရင်ဒီလို window seat မှာထိုင်ပြီးတော့ chill လို့တအားကောင်းတယ် ီးတော့ဒီဆိုင်မှာရွေးစရာမီနူးလေးတွေလည်းတော်တော်လေးများရပြောရမယ်။ဒါလေးတွေကတော့အသက်ထွက်ထားတဲ့ healthy sandwich menu လေးတွေပါ။ဒါလေးကတော့ beef sandwich ပေါ့နော်။သူကကြဒီလိုမျိုးအမဲသားလေးတွေနဲ့ဆက်လက်ရွက်ရဲတီးရွက်အစုံလေးကိုပါညှက်ထည့်ထားတာပေါ့နော်။သူ့ရဲ့ပါမုတ်သားလေးကကြတော့ကျွတ်ကျွတ်ကလေးနဲ့အီအီလေးပေါ့နော်။စားလို့တော်တော်ကောင်းတယ်။ပြီးတော့ top ပီးနဲ့ကစုံ sandwich လေးလည်းရှိတယ်။ဆိုင်ကတော့ top ပီးနဲ့ကိုပိုချိုက်တယ်။သူကကျတော့အရသာစိမ့်စိမ့်လေးနဲ့အသေးလေးရလည်းအများကြီးထည့်ပေးထားတာ။ ကြိုက်ဆုံးကတော့ဒူရင်ဖက်နဲ့ cheese တွေပြည့်နေနေအောင်ပါတဲ့ဒီဒူရင်သီးပီဇာပဲပီဇာရဲ့ဘေးသားချွတ်ချွတ်ကလေးကိုမှဒီလိုမျိုးဒူရင်သီးဖက်အစစ်တွေနဲ့ပြီးတော့ mozzarella cheese တွေပေါ့နော် အများကြီးကိုပြည့်နေနေအောင်ထည့်ပေးထားတာပြီးတော့ဒီလိုမျိုးဝက်သားတုပ်ထိုးပန်းကြီးကိုပါဇိမ်ကြက်ကြက်နဲ့ထိုင်စားလို့ရအောင်ပါသူကဒီလိုမျိုးအပူပေးထားတဲ့ဟင်း OG ကိုပါကိုယ်စွဲရှိမှတင်တာချပေးတာပေါ့နော်ဒီတို့တို့ဘက်မှာကဝနရွက်ဥပဲအချင်းနိုင်တဲ့အသားတွေအစုံပါတယ် ့ရဲ့ဒေါက်တာရီကလည်းနူနူအီအီလေးနဲ့စားလို့ကောင်းတယ်ဒီ sauce လေးနဲ့တွဲစားလို့ရှိရင်ပိုပြီးတော့မိုက်တယ်ဒီရဲ့ပိုင်းမိုးရိပ်ပဲရွာနေတော့လမ်းဘေးမှာဒေါက်တာထိုင်မစားချင်လို့ရှိရင်ဒီလိုမျိုးဆိုင်ထဲမှာပဲအေးအေးစားလို့ရှိရင်လည်းအဆင်ပြေတယ်ဒါလေးရတော့အရေကွန်ချွတ်မှပြီးတော့အသားကနူးဣနေတဲ့တက်ကောင်လုံးချွတ်ချော်လေးပါအသားကလည်းလာချက်ချချင်းဒီလိုမျိုးအငွေ့တထောင်ထောင်ထနေတဲ့အချိန်မှာစားလို့ရှင်ပို့ပြီးတော့ချွတ်ချွတ်ကလေးနဲ့စားလို့ကောင်းတယ်ဒါကတော့အသားနဲ့တွဲစားဖို့ချပေးထားတဲ့ဆော့စ်လေးပေါ့နော်တွားကြချင်းချင်းဆက်ဆက်ကလေး ချက်သားဆိုလို့ရှိရင်ဒီလိုမျိုးအကောင့်လိုက်ပေါင်ဆိုလို့ရှိရင်လည်းအချောင်းလိုက်စာမှာပို့ပြီးတော့ရတာရှိရနောက်တစ်ခုကတော့မာလာငားဟင်းပေါ့နော်ဒီလိုမျိုးမာလာခောက်ဆွဲတွေနဲ့ငားဆိုလို့ရှိရင်လည်းအကောင့်လိုက်ကိုအဲဒီလိုဘိုးပြိတ်ထည့်ပြီးထားတာရာဒီဥတုအေးအေးလေးနဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုးပူပူဆက်ဆက်မာလာငားဟင်းရတော့လုံးဝကွက်တီပဲဒါလေးကတော့နာမည်ကြီးနေတဲ့ဘဲဆက်လေးပေါ့နော် ူရဲ့ရတာကထုတ်ထုတ်လေးနဲ့စားလို့ကောင်းတယ်။အဲဒီလိုမျိုးအမြင်ညင်နဲ့စားမယ်ဆိုလို့ရှိရင်လည်းကောင်းတယ်။ညနေပိုင်းနေဝင်ပြီဆိုလို့ရှိရင်တော့ဒီလိုမျိုးကော့တေးတစ်ခွက်သာမှာပြီးတော့အေးစိတ်ထိုင်ပြီးတော့ပဲ။ဒါလေးကလည်းဆိုင်မှာအစ်စ်ထွက်ထားတဲ့ဖက်ထုပ်လေးပေါ့နော်။ ူကကြတော့အပြုတ်ရယ်အတုတ်ရယ်အကြော်ရယ်ဆိုပြီးတော့သုံးမျိုးမှလို့ရတယ်။ဒါကတော့ဖတ်ထုတ်တုံလေးပေါ့နော်။သူ့ရဲ့ဖတ်ထုတ်တာကကြတော့လေသူတို့ကိုယ်တိုင်လုပ်ပြီးတော့ဂျုံသားစစ်စစ်နဲ့ဘာနဲ့မှမရောတာမလို့အဲ့လိုမျိုးထူးထူးအီအီလေးဖြစ်နေတာ။ဒါကတော့ရှမ်းခေါက်ဆွဲအရင်နဲ့ဖတ်ထုတ်ပြုတ်လေးပေါ့နော်။သူကကြတော့ခေါက်ဆွဲစတယ်လို့ဖတ်ထုတ်လေးထည့်ပေးထားတာ။ဆိုင်တို့လိုဖတ်ထုတ်အိုကဲကြိုက်တဲ့သူတွေဆိုလို့ရှင်တော့ဒါလေးကလုံးဝကွက်တီပဲ။သူနဲ့တွေ့စားဖို့ကဒီလိုမျိုး sauce လေးပါချပေးထားတာ။ ဒီလိုမျိုးစားတောက်ကောင်းကောင်းလေးနဲ့အေးအေးချေးချင်နေသူတွေဆိုလို့ရှိရင်တော့ရှေးခုံတိုင်းသားမှာရှိတဲ့ဒီ coffee ဆိုင်လေးကိုတစ်ခါတော့တော်ကြည့်ကြနော်ဒီဆိုင်လေးကတော့မနက်7:00နာရီကနေပြီးတော့ည7:00နာရီထိဖွင့်ပါတယ်အဲဆိုရင်တော့ Science Novel Vlog တွေမှာပြန်တွေ့ပါမယ်အားလုံးပဲတတား